အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမှာကတော့ဆရာမိုးကျော်စင်ရေးသားတဲ့စွန်လွတ်သူဆိုတဲ့မဂ္ဂဇင်းဝတ္ထုတော်တစ်ပုဒ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာ ွွန်လွတ်သူရုတ်တရက်မော်ကြီးလိုက်လျင်အပြာရောင်တက်တက်ကောင်းကင်မျှသာအာယုံစိုက်ကြည့်ပါမှ ခက်တက်တက်အသက်ဝင်နေသော အနီရောင်အဆက်တပြောင်းသူမရစ်ပြီးကိုတစ်ချက်နှစ်ချက်ဆွဲရစ်တင်လိုက်သည်အနီရောင် အဆက်ကလေးလွန်လူသွား၏ရစ်ပြီးကျိုးကိုခတ်ထိန်ထိန်ရှော့ပေးလိုက်ပြန်တော့အနီရောင်အဆက်ကလေးကတလှုပ်လှုပ်နဲ့နောက်ဆုတ်နှိမ့်စင်သွားပြန်သည် ချက်ပြီးကို လို့တလို့ကစားရင် သူမပြုံးလိုက်မိသည်နှစ်ချိုက်ဂျင်းက်စွာ ပြုံးလိုက်ခြင်းပင်စွန်လှုပ်ကစားနည်းသည် သူမအခုံမင်းဆုံးကစားနည်းမဟုတ်ပါလားတဏီယာဖြင့်ဝေးလံသောအရက်တဏီယာမှဒစုံတစ်ခုကိုထိမ့်ချုပ်နေရခြင်းဖြစ်သည်သူမသွေးစာဆုံးကစားနည်းပင်ဖြစ်၏ထို့ကြောင့်သူမစွန်လှုပ်လိမ့်ရှိခြင်းပင်စွန်လှုပ်ကစားခြင်းသည် မိန်ကလေးတယောက်အတွက်အစင်အလားချုံနှောင်မှုတွေနဲ့ကာယံမညီလားဝါဒံမြင်မြင်နှစ်ချောင်းဖြင့်ဒေါက်တန်တိဆောက်ထားသောချက်ကိုတရွက်ကိုအချီချိုးတမြင်ဖြင့်လွတ်တင်ရခြင်းသည်ဖမ်းမိထားသောလေပြောငှက်တကောင်ကိုပြန်လွှတ်ရခြင်းလောက်မလွယ်ကူလားသို့တော်သူမအတွက်ခက်ခဲသော ရင်ဆိုင်မှုမျိုးမဟုတ်တော့ပြီလွတ်လပ်သောမိသားစုစနစ်မှာရှင်သန်ခဲ့ရခြင်း ဇဝတ်နေရေးရုံးကန်မှုစီဝိုင်းပြင်မှာလွတ်လွတ်ကျွတ်ကျွတ်နေခွင့်ရခြင်းစသော ပိုင်ဆိုင်မှုချက်လက်တွေဤထောက်ပံ့မှုတွေကလည်းရှိနေပြန်သည် အခြားမိန်းကလေးတွေလက်သေးလှပြင်းနေခြင်းဆို သူမကစွန်အစ်စ်တစ်ခုကိုပြုလုပ်နေတတ်သည် အခြားမိန်းကလေးတွေ သပင်လှပြင်းနေခြင်းဆို သူမကချပီးကိုစွန်ကျိုးအစ်စ်လဲနေတတ်သည်တခြားသူတွေချစ်သူကိုစီနဲ့ ရုပ်ရှင်ပန်းကြံသွားနေခြင်းဆို သူမကချိန်ဆထားသောလွတ်လပ်မှုနှင့်တွေ့ဆုံဖို့စွန့်လွတ်နေကြရဲ့ဝန်းစီခြင်းခုံပေါ်ပါစွာချီတက်သွားတတ်သည်ဆွဆွသေးသောမိုးရသည့်နေရက်များမှအပ၆တွေ့ကြည်လင်သောညနေတိုင်းစွန့်လွတ်ရန်အစဉ်သင့်ဖြစ်နေတတ်သည့်သူမကျေပြန့်သောဘုရားရဲ့ဝန်းမှတန်လန်းမြင်းပြိုင်တွေစီစွန့်တစ်ခုရစ်ဘိန်းတစ်ခုကိုင်လျက် ဂျင်ပေါင်းမီနှင့်တီရှပ်ကို ခန္ဓာကိုယ်မှအတိအကျဝတ်ဆင်ပြီးရောက်လာတယ်မြဲကျွမ်းကျင်နေသောယောက်ျားလေးတယောက်လိုလေချောင်းကိုအကဲခတ်ပြီးတကိုယ်တော်လွတ်တင်သည်ပြီးလျင်ကောင်းကင်တဲဝေးတစ်ထက်ဝေးမြင့်တစ်ထက်မြင့်သွားသောသွန်ကိုသူမငိမောကရပီးကစားရင်အပြုံးတွေတပွင့်ပြီးတပွင့်ဝေမြည်သူမသွန်နဲ့အခြားသွန်တွေဥကက်ကြီးချိတ်ချင်းမရှိအောင် ရပိန်ကစားပြီးရှောင်းတိမ်မီဒါကလည်းစွန်လွတ်ချင်းဤနောက်ဆက်တွဲအရသာဖြစ်၏ညနေခင်းတဲ့အမောင်တွေစိတ်ဝင်လာခြင်းသည်သူမအိမ်ပြန်ခြင်းဇဝေးကောင်းခင်တဲ့ခီးလွန်နေသောစွန်ကို ရပိန်စီပြန်ရောက်တိမ်ပြီးလွတ်လပ်ပေါ်ပါသော တိမ်တိုက်တစ်ခုလုံးအိမ်ပြန်သွားလေရှိသည်တကယ်တော့စွန်လွတ်ချင်းသည်မိန်းကလေးများရွေးချယ်လေရှိသော ကစားနီမဟုတ်ပါ သူမကတော့ဒီကစားနေကိုမှခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုလုံးအရေးတကြီးဆွဲလန့်နေမိသည် အရေးပြားထမစိမင်ရုပ်တွေလိုခန္ဓာကိုယ်ကြီးထွားလာသည်နှင့်အမျှပြန်ကားစွာလှပလာနေသည်မိန်းကလေးတယောက်အတွက်အစင်လာလမ်းကြောင်းမှ ဖွဲ့ထက်လာမိတာယောဂါတစ်မျိုးများလားဒီလိုအတွေ့မျိုးတစ်ခါတည်းရန်ဝင်လာဘူးတော့လေအဖြစ်တစ်ခုထွက်လာအောင်တက်တမ်းမရှိခဲ့ ပဝန်းကျင်အတွက်တော့သူမသည် မေကွန်ကြီးတက်တက်ပါဝင်သောစာအုပ်တုပ်ဖြစ်ပြီးလူငယ်များအတွက်တော့တကားတွေအလုံးပိတ်ထားသောအိမ်လှလှလေးတစ်လုံးလိုချောင်းကြည့်ခြင်းစရာကောင်းနေပြန်သည်ကလေးဘဝကပထမဆုံးရရှိခဲ့ပူသော ကစားစရာပစ္စည်းမှာအယုတ်တယုံဒါမှမဟုတ်တခြားကစားစရာတစ်ခုခုဖြစ်နိုင်ပါသည်သို့တော့စွန်တစ်ခုတော့မဟုတ်နိုင်ပါ သူမအသက်၄နှစ်မြောက်မွေးနေ့ပွဲ၌ရရှိခဲ့သောကစားစရာပစ္စည်းပေါင်းများစွာတို့တွင်စွန်တစ်ခုမပါဝင်တာကိုတော့အတိအကျငြင်းဆန်နိုင်၏။ဒီကြတာကတော့စွန်လွတ်ခြင်းသည် သူမပထမဆုံးထိတွေ့ခဲ့ရသည့်ကစားနည်းမဟုတ်ခဲ့ပေ။ကလေးဘဝ၏ပထမဆုံးနေ့ရက်တွေကို ပြန်တွေ့တိုင်းဖေဖေးဆိုတာတစ်နှစ်ကြာမှအကြိမ်ခန့်တွေ့ရတတ်သောသပင်ရှိရှိနှင့် လူကြီးတူဦးဆိုသည်အတိထက်မပိုးမိမေးဆိုတာကရောတမိုးအောင်ထဲအတူရှင်သန်နေရသည့်တိုင်တနေ့နှစ်ကြိမ်သုံးကြိမ်ထက်ပို၍ညနေချင်းဆိုင်ခွင့်မရတော့အလှပဦးစားပေး အမျိုးသမီးဆိုသည့်အဆင့်ကို မကျော်ခဲ့ကြီးမေကတော့သူ့ကိုဂရုစိုက်သည်အယုတ်ဆိုးဆိုးခန္ဓာကိုယ်ဖိဖိနှင့်ဖိဖိနှင့်မေမေနှစ်ဦးစလုံးကမမကြီးဟုခေါ်တတ်ပြီး သူမနဲ့ဘလို့သွေးသားတော်ဆက်မှန်းမသိရတော့အမျိုးသမီးကြီးပင်ဘာပဲပြောပြောជីမေဤဖိမမှုတွေဖြင့်လမ်းလျှောက်တက်လာခဲ့သောသူမသည်ជីမေတင်ပေသည့်အခေါ်တွေအတိုင်းစကားပြောတတ်လာခဲ့သည်ဖေဖေကနိုင်ငံသားတင်မော့ရာရှိမေမေကယတနာပွဲစားဒီတော့သူမစန္ဒမန္တမြနှခွန်မပြောရမီအကောင့်ထဲဖြစ်ရမည်သို့တော့ ရာမကမိသားစုဆိုသောခေါင်းစဉ်ဖြင့်စာစီစာကုန်းရေးခိုင်းလိုက်သောနေ့ကတော့အတိတ်ပဲပျောက်ဆုံးစွာနိုင်တွေးနေခဲ့ပူသည်။ကံကြမ္မာမျက်နှာသာပေးသောချက်ဆွဲတချို့လည်းအမှန်တကယ်ရှိနေခဲ့ပူ၏။ကားကို ကိုယ်တိုင်မောင်းသွားသော မမေ့ဘေးမှမွေးပွားရုပ်ကလေးတစ်ခုလို လိုက်ပါသွားရသော အဖြစ်များပင် သို့သော မမေနှင့်ဆိုလျင်မိကွန်းတွေစွန့်အားနေတတ်သော သူမ ီးတော့သူမနဲ့ဆိုရင် အဖြေတွေအသင့်မရှိနေတတ်သောမေမေသွေးဖြင့်ကျစ်သောကြိုတချောင်းဤဆက်သွယ်မှုကအေးဆက်လွန်းမေမေနဲ့လိုက်သွားရင်မေမေပျော်ရွှင်ရာအခင်အကျင်းတွေကို ထိတွေ့ဖြစ်ခဲ့သည် ရေတံတွေနဲ့တကွအယောင်လက်နေရာတွေကိုမေမေစိတ်တွေ့ပုံကြသည် အလပြင်ဆိုင်တွေကိုကာယတင်တန်းတွေတခါတရံမှာတော့ပကာသနနှင့်ညစာကို အတူပြင်ဆင်ထားသည့်မိမိမြင်ရည်ထမင်းဝိုင်းများသို့သောမိမိတို့ပျော်ရွှင်ရာဟာတာတွေကို သူမလိုက်မမီနိုင်ခဲ့ဆက်ဆံရေးပြူဟာတွေကို နားလည်ဖို့မကြိုးစားမိခဲ့အဲ့ဒီအချိန်တွေမှာတော့အတွေ့ရနေတော့လဲသပင်ရှည်တလောက်စိတ်ရှည်တတ်သောဖေဖေကိုသာသတိရနေတဲ့တော်ဤဖေဖေအတန်တိုးရှရှတွေက မမေတို့အတိုင်းဝန်းဤကျေလောင်သောအတန်တွေထက် ုံမောအားပါပြီးရိုသားမှုရှိသည်ဟုကလေးအတီဖြင့်ဆုံးဖြတ်နေမိခဲ့သည် မမေကိုတိုင်ကလည်းသူမ၏အဖေတို့ဇယိုက်အချို့ကိုဂျိနတ်ပုံမယားမမေခြေရာအကွက်ဆန်းတွေပေါ်လိုက်မနေနိုင်ခဲ့တာအပြစ်တစ်ခုဟုသူမကိုတိုင်မယူဆခဲ့ပါသူမမူလာတန်းចောင်းသူဘဝအဲ့ဒီရွယ်မှာပဲလောကဒဏ်တက္ကသိုလ်မှသင်ခန်းစာတစ်ပုဒ်ကို အလုံးမတူစွာတင်ယူခဲ့ရ၏တနေ့နှစ်ချိန်ခန့်တွေ့ခွင့်ရနေသောမိမိတယောက်လုံးဝပျောက်ဆုံးသွားခြင်းပင် တနေ့တစ်ချိန်ခန့်သာ တွေ့ခွင့်ရသည့်ဖေဖေက တနေ့မပြည့်မီသင်မောပြန်ဆင်းလာပြီးဘယ်တော့မှသင်မောပြန်မတက်တော့သပင်ရှေယုံမကမုတ်စိတ်မွေပမြိုင်မွေတွေပါ မရိပ်တင်တော့သောဖေဖေဥပရိယုတ်ကြမ်းကြမ်းကြီးကသူမအပေါ်ပုံမူနူးညံ့လာခဲ့သည် ိမ်နှင့်တိမ်မဝေးသောเจ้าကို အကျိုးဖို့လုပ်ပေသည်သူမเจ้าလေးကျင်ကန်စာအုပ်တွေထဲမှအမှန်ချစ်အမားချစ်တွေကို စိတ်ဝင်စားသည်အလက်ချိန်တွေမှာတော့ကလေးကစားကွင်းတွေပုံမြင်တွေနှင့်ရင်းနှီးစေဒီလိုနဲ့ဖေဖေသည်ဖေဖေလည်းဖြစ်ကားမေမေလည်းဖြစ်လာ၏ဒီလိုနဲ့ငကိုကလေးကခက်ချင်းချင်းသာရှိသော မေမေကိုပိုင်နေပေသည်ပျောက်ဆုံးလူမတက်ဖြစ်လာ၏ ဒီလိုနဲ့မမေးဟူသော အတိတ်ပဲတစ်ခုသည်မဖွင့်ဆိုတတ်ခင်မှာပင်နှုတ်ယူခံလိုက်ရတော်၏။ဒီနေ့မှာတော့သီလိုစိတ်တစ်ခုနဲ့ဖဖေနာချင်းကက်သွားမိသည်။ဖဖေကစာဖတ်နေရာမှမော့ကြည့်ပြီးဘာမဆို လိုက်ရောမြည်ဟန်နဲ့ပြုံပြသည်။ထိုချိန်မှာပဲသူမကတွင်နေနှစ်နှစ်ချီပြီးငုံထားခဲ့ရသောမိကုံတစ်ခုကိုမေးပြစ်ခဲ့၏။ ီမေကွန်ကိုကြားလိုက်သည်နှင့်ခြုံခိုတိုက်ခိုက်ခံလိုက်ရသောစည်ရင်တန်းတစ်ခုလုံးဖိဖိတ်အမူအရာတွေဖျူဖျဲဖြစ်ကုန်၏မမေဘဲသွားနေတာလဲဆိုသောမေကွန်အတွက်ဖိဖိတ်ဒီလောက်အင်ဒရီမပြတ်သင့်ဟု သူမှတွေးမိသည်ညနာအတန်တို့ကိုတေးသက်စွာထိမ့်ပြီးမှဖိဖိတ်ပေးသော အဖြစ်သည်ဘလို့မှဆက်ဆက်မရသောအဖြစ်တစ်ခုလည်းဖြစ်သည် ဖေဖေစွန်မလွတ်တက်ခဲ့လို့ပေါ့ကွာစွန်တဲ့စွန်စွန်ဆိုတာဘာလဲဖေဖေကစားလို့အရသာရှိပြီး ထိမ့်သိမ့်မှုခက်ခဲတဲ့အရာပေါ့မေမေနဲ့ပတ်သက်သောမိကွန်တွေကိုဖေဖေတားမြစ်မှုကြောင့်နောက်ဘယ်တော့မှမမေးပြတ်တော့ပေမဲ့ဖေဖေဒီအဖြေကိုသူမှမရှင်းလင်းအရင်ကတခြားမိကွန်တွေကသူမကလေးတွေနဲ့ နားမလည်နိုင်သည့်အထိရှင်းပြခဲ့သောဖေဖေသည်ဒီတခါတော့နှုတ်ဆက်နေသည်ဖလက်ဆာစာအုပ်ကိုသာအာယုံပြန်ဆိုင်သွားခဲ့သည်ဤတို့ပင်ဖြစ်စေ ဆုံးဆိုသောအမိကိုတော့သူမစွဲလန်းသွားခဲ့သည်စိတ်ကူးပုံဖော်ကြည့်သည်ဆုံးဆိုရာနှင့်မမိကို ရှင်းကြည့်သည်ဘာမဆိုလုံနိုင်တယ်ဟု သူမထင်ခဲ့သောဖေဖေကိုယ်တိုင်မကြွန့်ကျင်ခဲ့တဲ့အရာဝတ္ထု နောက်လအနေငယ်တွင်မှာတော့စွန်ကို သူကိုယ်တိုင် တွေ့ခွင့်ရခဲ့သည်မိုးနှောင်းစတညက်နေတွင် ဖြစ်သည်၆တွေ့လမ်းမတွေပေါ်ဖြစ်ဖြစ်လက်ကိုရေးလေးခိုပြီးသားဖာနှစ်ယောက်လမ်းလျှောက်ထွက်ခဲ့ကြသည်အပြင်လောက၏မြင်မြင်သမျှသည်ကလေးတယောက်အတွက်ဖြစ်ဖြစ်နေနေမိကုံများနှင့်စံကျယ်နေ၏မျိုးပြ၏မုန်းချက်သောလမ်းတွေကိုဖြတ်ကျော်ပြီးဘူတာယုံကလေးပဲကြောက်လာခဲ့ကြသည် မြို့ပတ်ရထားများသာကျန်းသားလေးရှိသောဘူတာလေးဝန်းကျင်မှာတော့လွတ်လပ်သောရှင်ခွင်ရှိသည်လက်ဆက်သော လေပြေရှိသည်တိတ်ဆိတ်သောအတန်တွေရှိသည်ဝေတွေရှင်ပြေကြသလိုတန်လန်းတွေအတိုင်းသားဖာနှယောက်ဆက်လျှောက်လာကြသည်ဇထာလန်းတစ်ဖက်မှတစ်ဖက်သို့ထက်ကူနေကြသူတွေဇထာဆောင်နေကြသူတွေပြီးတော့တန်လန်းတွေကြားမိုးရိုမတက်နှင့် ကောင်းကင်ကိုမော့ကြည့်နေကြသူတွေသူတို့လက်ထဲမှာလဲစက်ဝိုင်းတရံအရာဝတ္ထုတချို့ကိုကင်လျက်အလုံများနေကြသူတွေဒီမြင်ကွင်းကသူမအတွက်ထူဆန်းသွားခဲ့သည်သူတို့တွေအာယုံဆိုင်ကြည့်နေကြရာ ကောင်းကင်စီကြည့်လိုက်မိတော့ပထမတော့အပြာတက်တက်ကောင်းကင်ပြားတွေကဂုံးဆိုင်တချို့ပြီးတော့ဟိုးရောင်စုံ အပိုင်းစာတွေပါလား ဖေဖေသူတို့ဘာလုပ်နေကြတာတော့ဟင်ဩစွန့်လွတ်နေကြတာလေသမီးရဲ့စွန့်စွန့်တဲ့ဒါစွန့်တဲ့လားသူမအတန်တိတ်ရေရွတ်ချိန်နေမိသည်ဟုတ်တယ်လေ သမီးရဲ့စီစံဘလောက်လှလဲဖေဖေကသူမဘေးတွင် ထိုင်းချလိုက်ပြီးသူမနဲ့အတူကောင်းကင်စီမော်ကြည့်လိုက်အပြာဆုံးကောင်းကင်ဤ ၊ထိန်ဆိုင်ပပတွေကြားကျောင်းဆောင်အပိုင်းစာလေးတွေကျိုတန်လန်ကိုစီဖြင့်လွန်လူလျက်သူမရင်ထဲလှုပ်ရှားသွားသည် နမေတာကြားဘူးပြီးအလွန်တွေ့ကျင်သော လူတစ်ယောက်ကိုဘွားကနေတွေ့ခွင့်ရလိုက်သလိုမျိုးခံစားမိသည်ဖေဖေကတစ်ချိန်ကအဖြေတစ်ခုကိုမေ့နေခဲ့တာလားဒါမှမဟုတ်ကျင်းကျက်စွာအန်ဆောင်ကောင်းနေခဲ့တာလားဒီချိန်မှာပဲ သူမနှုတ်မ စန္ဒာတစ်ခုလွတ်ကနေထွက်သွားသည်ဖေဖေသမီးလဲဆွန်လွတ်ခြင်းနဲ့ဘလို့သမီးဖြက်ကနေရောက်လာတော့ဖေဖေမျက်ဝန်းတွေထဲအကြောင်းပါတော့အရေးတွေလှုပ်ခတ်နေတာတွေ့လိုက်ရ၏ပြီးတော့ကလေးတယောက်ဤတောင်းဆိုမှုတစ်ခုနဲ့မလိုက်ဖက်စွာပခုံးကျဲကြီးတွေတသိမ့်သိမ့်လှုပ်သွားအောင်အတန်တိတ်ဆဲသည်ရဲနေရင်မှပင်ဖေဖေသမီးငဲပါသေးတယ်ကွာ ရင်ဆန်လိုက်ခြင်းအတိတ်ပဲသို့တော့ရှေ့ဆက်လမ်းတစ်လျှောက်လုံးတခြားမိကုံးတွေမမေ့ပြတော့ပဲဆုံဆူသောနာမည်ကိုသာတတွတ်တွတ်ရွတ်ပြီးပူဇော်လာခဲ့၏နောက်ဆုံးတော့ဖေဖေလက်လျှော့သွားခဲ့သည်အိမ်အပြန်လမ်းမှ စတိုးဆိုင်တစ်ဆိုင်မှာစီစိန်ဆက်ကူတစ်ချက် ဝင်းဝယ်ခဲ့ကြခြင်းပင်အိမ်ပြန်ရောက်ရောက်ချင်းသူတို့သားဖပထမဆုံးပြုတ်လုသောလှုပ်ရှားမှုမှာ စွန်တစ်ခုကိုအရေးတကြီးပြုကြခြင်းဖြစ်၏စွန်ကိုလောက်ပြီးသားမဝဲပဲကိုတိုင်ပြုလုပ်ခြင်းမှာအရသာတစ်မျိုးဖြစ်သည်ပေပေကစီစိန်ဆက်ကူချက်မှလို့သောပုံစံအတိုင်းတာကိုညှက်ယူပြီးပြုလုပ်ပြီးသားဝါဒန်လေးနှစ်ချောင်းကို သူ့နေရာနှင့်သူတော်ဖြင့်ကတ်သည်ပြီးတော့အတောင်ပိုင်းကလေးတွေ အမြီးကလေးတွေ တက်သည်သူမကတော့ဘေးမှဒုတုတ်ကြည့်ရင်ထပြန်တော့မလိုလို့ တလွင်လွင်တစ်ဖြက်ဖြက်လုံနေသောစုံကလေးကို ကြည့်ကားရှင်ခုံးနေမိ။အဲ့ဒီညနေသူမတို့သားဖစုံတစ်ခုပြုတ်လုပြီးချိန်မှာတော့ပဝန်းကျင်တစ်ခုလုံးညရဲကျွန်းကျနေကြပြီ။ဒီလိုနဲ့စုံဆိုတာသူမဘဝတဲ့ထိုချိန်ကလေးကဝင်လာခဲ့ခြင်းဖြစ်သည် ူမတွင်တက်ရှိစွန်ကလေးတယောက်လည်းရှိသည်။သူမလှုပ်ကစားနေကြစွန်ကလေးတွေလိုပင်စိတ်ကြိုက် ပုံစံချိုးယူထားသောစွန်ကလေးဖြစ်သည်။သူတွင်နာမည်လှလှလေးတွေသုံးမျိုးတိတိရှိတော်လဲသူမကတော့စွန်ကလေးဟုသာခေါ်သည်။ဒီနာမည်အတွက်စွန်ကလေးကလည်းသောရကမတက်ခဲ့ပါ။တကယ်လက်တွေ့မှာလဲစွန်ကလေးသည် သူမအတွက်စွန်ကလေးသာဖြစ်၏။ စွန်ကလေးနှင့်တွေ့ဆုံမှုအစသည်လဲစွန်တစ်ခုနှင့်ပတ်သက်နေခဲ့သည်ကျဆံမီလေးတကားကခေါင်းဝန်လေးတဖားဖားနှင့်စွန်လွတ်နေစဉ်က ဖြစ်၏ထိုစဉ်ကကလေးဘဝမို့ဖေဖေကချစ်ပြီးကိုပေးမကင်သည်အချီချိုးရှိရှိဖြင့်တီတွဲပြီးချက်ကွက်ကလေးတွေထက်ပြေလွှားလှုပ်ကစားနေခြင်းခြံတွေထဲမှလမ်းမော်ညှို့ကိုင်းနေကြသောတစ်ခက်တွေနှင့်မကြာခဏညှိတဲ့သေးသည် ထိုခါတိုင်းနေဆက်ရာလူကြီးတဦးတယောက်ကကုညီဖြည့်ရှင်ပေးလိုက်ရမည်တကားမှာတော့ဘယ်လူကြီးတွေနဲ့မှလည်းမနေဆက်တော့မလကာပင်ကိုင်းတစ်ခုမှစွန်ညိသွားတော်သည်ရလူရညာတလွားလွားခုံ၍စူးစားသေးသည်မလကာကိုင်းကခနှိမ့်နှိမ့်ဖြစ်တော်လဲကလေးတယောက်ရက်နှင့်ဘလို့မှမမီးအဲ့ဒီအချိန်မှာပဲမလကာပင်ပေါ်မှာ အတန်တန်ပြုတ်ကြလာသည်ဟေ့ငါယူပေးရမလားလန်ကနေမော်ကြည့်လိုက်တော့ကိုင်လက်ဆာမလကာသည်တလုံးနဲ့ရွယ်သူကောင်းလေးတယောက်ကတစ်ခွကြမှာကြကြနာနာပြောပြောဆိုဆိုကောင်းလေးကစွန်ညိနေရတစ်ကိုင်းစီညောက်တကောင်းလိုကုလာပြီးညိနေသောစွန်ကိုစွဲဖြုတ်သည်ကြလာသောစွန်နှင့်အတူ သူပါပုတ်ခနဲခုံစင်လာ၏ငါဒီအိမ်က ငါဟိုအိမ်ကဒုမကလည်းအားကြမခံခဝေးဝေးမှမြင်နေရသော အုတ်ကျုံမိုးနီနီကိုလှမ်းညွန်ပြလိုက်၏ကလေးနှစ်ယောက်၏မိတ်ဆက်ပွဲကဒါပဲဖြစ်သည် အထင်ကြီးစေသော အထောက်အကူပြုပကာတနာများမာယာများမပါဒီလောက်ဖြစ်ပင်တယောက်ကိုတယောက်ခင်မင်ဖို့လုံလောက်သွားကြပြီဖြစ်သည်တစ်ဆက်တည်းကောင်းလေးကစွန်ကိုကောက်ကင်က လက်တဆန့်မြောက်ပေးထားပြီးသူမကိုပြေးစေသည်။စွန်ကလေးကထိုတက်သွား၏။သူမလက်ကြည့်လက်ကြည့်နှင်းစက်ပြေသည်။ကောင်လေးကလက်ခုပ်လက်ဝါးတီးပြီးနောက်ကပြေးလိုက်သည်။နောက်တစ်ချိန်ညှိတင်သွားလျင်တက်ဖြုတ်ပေးဖို့စွန်ကိုင်းမြောက်ပေးဖို့ကောင်လေးကအသင်ဖြစ်နေတတ်၏။ဒီလိုနှင့်ကောင်လေးသည်သူမ၏စွန်နောက်လိုက်လို့ရင်းစွန်ကလေးဖြစ်မှန်မသိဖြစ်လာ၏။ သူစိတ်ကြိုက်ချိုးယူညှက်ထားသော အနေဝေးကစားနိုင်သောတရှိစွန်ကလေးဘဝစေတန်းစာမေးပွဲပြီးသည့်နေ့ကသူမကိုစွန်ကလေးဒီစာစကားပြောခဲ့သည့်ဖြစ်အားဒံယာရီတဲရေးမှတ်မထားဘဲမှတ်မိနေသည်ထို့အပြင် တိကျသောအဖြစ်မပေးသေးဘဲစွန်တစ်ခုကို ရပ်ပြီးမှချိန်အောင်လိုက်သလိုမျိုး သူမကတုံ့ပြန်မှုကိုလည်းမမေ့သေးဘဲတကယ်တော့ သူမတွင်ရွေးစရာယောက်ျားလေးများစွာရှိသလိုစွန်ကလေးတွင်လည်းဒီစားစကားပြောစရာတခြားမိန်းကလေးတချို့ရှိနေနိုင်စွန်ကလေး၏ရုပ်ရည်သည် အချောလာကြီးမဟုတ်သည့်တိုင်ရိုးတန့်သောဝတ်ဆင်နေထိုင်မှုကြောင့်မိန်းကလေးတချို့စိတ်ကူးရင်နိုင်သော အနေအထားတွင်ရှိကြောင်းသူမသိသည်ဘာပဲဖြစ်ဖြစ်စွန်ကလေးကတော့စွန်ကလေးနေရာမှတလက်မှမြနောက်ဆုံးမသွား သူမအလိုရှိချိန်တွင်သူမရှိစေလိုသောနေရာ၌အလိုက်တသိရှိနေတယ်မြဲတနေ့တွင်ဖြစ်သည်သူမစွန်လှုပ်လေရှိသော၆တွေ့ကြည်လင်သည့်တညနေတွင် ဖြစ်သည်သူမကချစ်ပင်းကိုအသာရကစားရင်းအယောင်တဲ့တဲ့သာမြင်နေရသောစွန်ကိုငေးကြည့်နေ၏ပဝန်းကျင်မှာသူမလိုစွန်လှုပ်နေသူတချို့ရှိနေသည်စွန်တက်သွားရန်ပြေလွာစူးစမ်းနေကြသူတွေ ဟော်ဟစ်အပိနေတန်တွေပြီးတော့ဘူတာဘက်မှယထာလာခြင်းစင်ညာတန်တပိုင်းတစားနေုံကပြောเสียရှိတယ်ထိတ်ကနေဖြစ်သွားသည်လက်ကြည့်လိုက်တော့စွန်ကလေးတကယ်တော့စွန်ကလေးကအခုမှရောက်လာတာမဟုတ်စွန်လှုပ်ရန်စထွက်လာကလေးကစပိန်တယောက်တစ်စီးနှင့်အတူတူထွက်လာကြခြင်းဖြစ်သည်ဒီစွန်စလှုပ်စင်ကစွန်ကိုကင်မြောက်ပေးခဲ့သူမှလည်း စွန်ကလေးပင်အခုတော့စွန်ကလေးအတန်ကြာမှစွန်ကလေးရှိနေမှန်းပြန်တရိယသွား၏နင်ကလည်းပြောစရာရှိတာများ အခုမှသိတဲ့လူကြနေတာပဲမဟုတ်ဘူးခဒါကစွန်ကလေးစကားစားပြတ်သွားသည်ပြီးမှငါ့ကိုနိုင်ငံသားမှအလုတ်သွားလို့ဖို့အင်းကစီစဲနေတယ်သူမဟက်ခနေရေလိုက်မိသည် ဒါကအစမ်းမဟုတ်လူငယ်တော်တော်များများဤဒီပန်းစားနေသောကိစ္စတစ်ခုဖြစ်သည်ဒါကောင်းတဲ့ကိစ္စပဲငါအားပေးပါတယ်အားပေးတာအရေးမကြီးဘူးဟာအရေးကြီးတာကငါနင့်စီကတေချာတဲ့အဖြေတစ်ခု ယူသွားခြင်း ਨੇ ပြန်လာတဲ့အခါတစ်ခါလေးစီစဉ်မယ်နောက်ဆုံးတော့မကြမကြစိုက်တတ်တဲ့ဘူတာကိုပဲ ရောက်လာ၏ဒါပေမဲ့ဒီတစ်ခါတော့ တကယ်ကိုလေးနဲ့နေမှန်း၊သူမတွေ့မိသည်။သူမဘက်မှလည်းအခက်အခဲတချို့ရှိသည်။စုံကလေးပါဝင်လူတစ်ယောက်ကို ချစ်ကြည့်ဖို့ဘယ်တုန်းကမှ မကြိုးစားရသေးခြင်းဖြစ်သည်။အချစ်ဆိုတာကို စလုံးပေါင်းကြည့်ဖို့အာမထုတ်ဖို့သည်။ပြောရင်တွေ့ရင် ကောင်းကင်ထက်မှစုံကို ကြည့်လိုက်သည်။ရပိန်ရပများ၍45ဒီဂရီနီးပါးထောင်းတက်နေပြီ။ ရပိန်းကင်ထားသော လက်ကိုခပ်ဖော့ဖော့လှုပ်လိုက်ရင်ကျိုးလျှော့ပေးလိုက်၏ကျိုးလျှော့သွားသောစွန်ကလေးက လေချောင်းနှင့်အတူနှိမ့်စင်နောက်ဆုတ်ပြန်သွားသည်သူတို့အိမ်နိုင်ရန်ထက်ပြက်ကရင်ချို့ပြောင်းလဲသွားခဲ့ပြီးနောက်မှာတော့ជីမေတယောက်လဲပဒီလေးတကန်ကန်ဖြစ်နေတက်ခဲ့ပြီးသပင်ရှိရှိမုတ်စိတ်ရှိရှိနဲ့ဖေဖေလဲမျက်မှန်ထူထူတက်စာအုပ်ထူထူကြီးတွေဖတ်ရင်း အနှွေးတဲ့ထူထူကြီးကိုဝတ်ထားတတ်သည်သူမကလည်းဝတ်တဲ့ပုံတစ်ပုံကိုနယံတွင်ချိတ်ထားပြီးစွန်နှစ်ခုကိုတပြိုင်တည်းလှုပ်ကစားနေမြမလူမျိုးတော်တော်များများစေဘွားရှာရာရှင်သိမြို့တော်ရှိစွန်ကလေးထံမှအဆက်အသွယ်မပြတ် မကြမကြာဖုံးဆက်တတ်သလိုတခါတည်းရန်တရိယချင်းစကလုံးကိုလည်းစာအိတ်တွေနဲ့အပြည့်ရောက်လာတတ်သေးသည်သူမပေါ်ထားသောစွန်ကလေး၏မျောလင်းချက်တွေကြည်ရွယ်ချက်တွေဘလိုတွေပဲလာလာ သူမ၏တုံ့ပြန်မှုကတော့ချစ်ဘင်းကိုကျွမ်းကျင်စွာ ကစားတတ်ခြင်းပင်စွန်လွတ်နေလျင် သူမစွန်စီတခြားစွန်တွေညှိချိတ်ခြင်းမရှိစေရန်ဘလိုရှောင်းတိန်ရမည်ကို သူမကောင်းကောင်းနားလည်သည်စွန်မဆုံးရှုံးစေရန်ဘလို့ထိ ंछ ုပ်ရမည်ကိုသူမကြွန့်ကျင်သည်အဝေးရောက်နေသည့်တိုင်သူမ၏ရပိန်ကျိုးမှစွန်ကလေးတယောက်ကမြဲမြံစွာခြိနှောင်မိနေစေဖြစ်သည်နေတန်း၏နေကုန်ဟင်ကျင်းနေထိတ်ကနေဖြစ်သွား၏တတိပြန်ကက်မိချိန်မှာတော့တခြားစွန်ကျိုးတမြင်ကသူမစွန်ကျိုးနှင့် တချေခန့်အနေထားဖြစ်နေပြီးသူမရစ်ဘင်းကိုစတင် ပြန်ရစ်သည်တစ်ဖက်စွန်သမားကလည်းစွန်ချင်းခွာဖို့ကြိုးစား၏တခုခုလှန်အောင်ပြောနေတာကိုလည်းကြားနေရသည်ဘာအိဗယ်ဆိုတာကိုတော့မတည့်ခွဲစွန်ကျိုးတွေပုံမရှက်လိန်သွားနေတာမြင်လေသူမသွေးတွေပိုးဆူလာပြီးချက်ပိန်ကျိုးကို အတင်းပြန်ရစ်လေဟင်ဟာနားတယ် ထောက်ခနဲမြည်တန်ကမိုးချိုးပြစ်တန်လို့ရပိန်စွန်ကျိုးစားကပေါ်ပါစွာအီကြလာ၏ထိန်ချုပ်မှုလွတ်သွားသောကျိုးပြက်စွန်ကလေးကသူမနှင့်ဝေးရာတလွင်လွင်နှိမ့်စင်နောက်ဆုတ်သွားနေ၏သူမရပိန်ကိုအတက်မဲ့စွာရှင်နေမိသည်ကျိုးပြက်ကလေးရပိန်စီရောက်လာသည်ထိုချိန်ထိစွန်ပြန်းမလာတော့ဘုဒ္ဓဝန်ကျင်မှကလေးတော်ဤ စွန်ပြဲလူကောက်ရန်ပြေးထွက်သော အော်ဒန်တွေကနှလုံးသားပေါ်နင်းချိတ်သွားကြသည်။နောက်ဆုံးတော့စွန်မရှိတော့သည့်ရစ်ဘိန်းကိုကင်လျက်ဝိညာဉ်မပါတော့သော လူတယောက်လိုအိမ်ပြန်လာခဲ့၏။အိမ်ပြန်ရောက်တော့လမ်းလျှောက်ထွက်နေသောဖေဖေပြန်မရောက်လာသေး။စွန်မပါတော့သောရစ်ဘိန်းကိုဖေဖေမြင်လျင်ဘာများပြောမလဲ။ငါသမီးငယ်ပါသေးတယ်ကွာ။ဟုတ် ဒုတိယအကြိမ်မြောက်ပြောနေမလား ရောက်ရောက်ချင်းជីမေကစာအိတ်တစ်လုံးဖြင့်စီကြိုသည်လက်ရည်ကို ကြည့်ုံဖြင့်ဟင်စွန်ကလေးစီကအခန်းထဲတစ်ခနဲပြေးဝင်မိသည်စကူအိတ်ကိုဂမန်ကရန်ဖောက်မြေပြုတ်ပြီးမှသစုံတစ်ခုကို သွားတရီရသည်သစုံတစ်ခုကိုဆူတောင်းဖို့မြေဝန်းအစုံကိုမှိတ်လိုက်ဤပူပူနွေးနွေးအဖြစ်ဆိုးက တိုင်းကနေပြေဝင်လာ၏ခေါင်းကိုခက်ကြမ်းကြမ်းရမ်းပြလိုက်သည်ပြီးမှချက်ကူအိတ်ကိုဆွဲဖောက်လိုက်သည်ပထမမင်္ဂလာဖိတ်စာတစ်စောင်ထွက်ကြလာသည်ဒုတိယတမျက်နာလုံးမှမှဝါကျသုံးချောင်းပင်မပြည့်တတ်သော စာတိုလေးတစ်စောင်ဒီပမှာတယောက်ဘဝကိုတယောက်ဖိမရင်တယောက်ဘဝကိုတယောက်နားလည်နိုင်တဲ့လက်တွဲပေါ်တယောက်ကိုငါရှာဖွေတွေ့သွားခဲ့ပါပြီ။ ရုတ်တရက်မှင်တက်သွားသည် အဖော်နှင့်ဝင်လာသော ဆုံရှုံမှုကိုရှင်ဖြင့်ဆက်ဆက်တွေးလိုက်ရတော့လဲကြေကွဲဖို့ပောက်ကွဲဖို့ဘာမျှတတိမရရေမောတန်မျက်ရည်ပါတခုမျှကြောင်မလာခဲ့တတိဝင်လာသည်နှင့်လက်ထဲမှ ဖိတ်စာနှင့်စာရွက်ကို အပိုင်ပိုင် ဆုပ်ဖြဲနေမိပြီဖြစ်သည်ပြီးတော့ပရင်ပေါက်မှအဝေးဆုံးရောက်အောင်လွှင့်ပြလိုက်၏ ချက်ကူအစနာတွေလေတဲတလွင်လွင်ကြနေတာငေးရင်ကျိုးပြတ်သွားသောစွန်ကလေးတွေဟုမြင်ရောက်နေတော်၏နောက်တနေ့မှဆ ảy ၍သူမှစွန်လှုပ်ကစားခြင်းမပြုတော့ပါနောက်ဆက်တွဲလာနေငယ်ကြားပြီးနောက်မှာတော့ငွေကြေးကိစ္စကြွန့်ကျင်သလောက်အခြေရေးကိစ္စမူလာတန်းမအောင်သောလူတဦးက သူမကို ချစ်ခွင့်ပန်လာ၏နောက်ထပ်လာနေငယ်တွင် သူမတို့လက်ထက်ဖြစ်ခဲ့ကြသည်သို့သောတစ်ကိုင်းတွေတရစစ်တကြိုးတွေကြားညှိကြမ်းနေကြသည်စွန်အစုပ်အပြဲကလေးတွေ တွေ့တိုင်းသူမဆုံရှုံခဲ့ဖို့သည်စွန်ကလေးနှစ်ခုကိုတော့သတိရနေတတ်လေရှိသည်ရွှေမြုတ်တေရုပ်စုံမဂဇင်း2017ဇွန်လတိမ်မောပြောချင်သူရဲ့မြင့်မြင့်တပါခွေ ရပိန်ကကြိုရတွေကုန်စင်အောင်ဖြေလျှော့ပေးမှာပေါ်တိတ်လာတဲ့စွန်ကလေးလေဟုံကိုစုံစမ်းစီရင်နေတကောင်းကမှသူပြောစွန်ဆိုရာဟာတကယ်တော့စွန်လို့တဲ့ပုဂ္ဂိုလ်တူ စွန်ကလေးတိတ်မုံနဲ့မြေလွာပေါ်ရှစ်ဘေးလေးကရင်မြင်းတဲမြေအောင်လေးနေရောင်ကြီးကိုကြည်ရင်သူမြေရေစွန်ကလေးသာပျော်ပါစေစွန်ကလေးသာပျော်ပါစေ နာဆင်ပေးခဲ့ကြတဲ့လူဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ